အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပတ်စဉ်တင်ဆက်နေကြပြည့်တဲ့ပြည်သူစီကပန်ကြားလာစီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာမိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကြမ်းမာပြီးလူရဆန္ဒတွေပြည့်စုံကြပါစေလို့ကျွန်တော်တို့ရှိဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်မြန်မာနိုင်ငံကြီးလည်းတဘာဝဘေးဆိုးမှအမြန်ဆုံးလွတ်ကင်းကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ကိုရီဟုတ်ကဲ့ပါကျွန်တော်တို့ပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့အဲ့ဒီပြည်သူစီကပန်ကြားလွှာအစည်းအဝေးမှာဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဟိုဒီယောဂတွေဖြစ်လာနိုင်တဲ့အကြောင်းရင်းလေးတွေကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟိုဒါကတော့ကျွန်တော်တို့ဒီဟိုနိုင်ပေါ်ကနေပြီးတော့ကျွန်တော်တို့တိထားအသင့်တဲ့အချက်တွေကိုကျွန်တော်တို့တကယ်မြေပြင်မှာလုပ်နေတဲ့သူတွေကိုဆရာလောက်တာလည်းမဟုတ်ပါဘူးဟိုတကယ်တိထားအသင့်တဲ့အချက်လည်းလိုအပ်လို့ရှိရင်ပေါ့နော်အသုံးပြုလို့ရအောင်လိုလိုအပ်ရင်အသုံးလို့ရအောင်ကျွန်တော်တို့ကဒီ online ကနေပြောကြားပေးခြင်းဖြစ်ပါတယ်เนาะတကယ်မြေပြင်မှာအလုပ်လုပ်နေတဲ့တကယ်မြေပြင်မှာကဲတင်နေတဲ့ bright သမားတွေ ကရင်သမားတွေအားလုံးကိုလည်းကျွန်တော်တို့ကလေးစားပါတယ်လို့ပြောချင်ပါတယ်လေးစားပါတယ်သူတို့ကဒီကိုရင်ကိုကြပေါ့နော်လောက်အားဒါနာဒီခန္ဓာကိုယ်နဲ့ယင်းပြီးတော့အသက်နဲ့ယင်းပြီးတော့တကယ်ကယ်ဆယ်နေကြတာလည်းကျွန်တော်တွေ့ရပါတယ်အသက်ကိုအသက်နဲ့ယင်းပြီးပြန်ကယ်နေတဲ့အချိန်မှာကျွန်တော်တို့ကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်အဲဒီမှာကျွန်တော်တို့တက်နိုင်တဲ့အဲနေရာလေးကနေဟုတ်ပြောကြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီကယ်ဆယ်ရေးတွေမရောက်တဲ့နေရာတွေမှာဒီလိုမျိုးကျွန်တော်တို့ပြောပြပေးတဲ့သတင်းလေးတွေအထောက်အကူတောင်းတနေရာနေရသွားမယ်လို့ကျွန်တော်တို့ကသုံးဝင်သွားမယ်ပေါ့နော်သုံးဝင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါကိုစင်မကြီး အခုငလင်နဲ့တင့်ရဲ့ကျမ်းမာရေးအကြောင်းလေးကျွန်တော်အရင်ပြောချင်ပါတော့နော်ဟုတ်ပါဘူးငလင်ကြောက်ချက်ချင်းတက်ရောက်တဲ့တက်ရောက်မှုတွေပေါ့ဟုတ်ငလင်တန်ကြောက်ထိခိုက်တန်ရာရခြင်းနဲ့အသက်ဆုံးရှုံးရခြင်းရဲ့အဓိကအကြောင်းရင်းပါပေါ့ဒီပြိုကျပြုတ်ကျတဲ့ပစ္စည်းတွေနဲ့တကယ်တမ်းထိခိုက်မိလို့ဖြစ်တာပေါ့နော်ဟုတ်ငလင်လုံနေတဲ့အချိန်မှာခိုင်ခန့်မှုအားနည်းတဲ့အဆောက်အုံတွေ နော်နေအိမ်ဒီမှာနေထိုင်တဲ့သူတွေကထိကထိခိုက်ခံစားနိုင်ရကြည်ပုံမှန်မြင့်မြင့်မားတယ်ပေါ့နော်ဟုတ်ကဲ့အဖြစ်များတဲ့ထိခိုက်ဒဏ်ရာရမှုတွေကတော့ဒီအယိုးကျိုးတဲ့အားတွေနော်အရာဝတ္ထုနဲ့ပြိမိခြင်းကြောင့်ဟိုဒဏ်ရာရတဲ့ဟာတွေဒီခြုံထက်တဲ့ပစ္စည်းတွေနဲ့ထိုးမိတဲ့အရာတွေဖောက်ထွင်းဒဏ်ရာတွေပေါ့နော်အရေးပြားပုံပဲ့တဲ့ဒဏ်ရာတွေမိလောင်ဒဏ်ရာတွေဥကိုင်းထိခိုက်မှုကြောင့်ပေါ့နော်ဥကောင်းထိခိုက်မှုကြောင့်အုံနောက်ကိုထိစေနိုင်တဲ့ဒဏ်ရာတွေစသည်တို့ ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်ငလင်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ဒီရေကြီးရေရှမ်းမှုတွေကြောင့်ဒီရေနစ်ချင်းများလည်းဖြစ်ပေါ်နိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ရေထဲမှာအချိန်ကြာနေစွာနေရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ body pressure တွေဟိုကျလာတယ်ကိုကူချင်းကျလာတာပေါ့နော်ဟိုအစိတ်တောက်ဖြစ်စေတဲ့ပစ္စည်းများဒီအမုံမွှားတွေစွန့်ပစ်ပစ္စည်းတွေစသည်လို့ねထိတွေ့နိုင်တဲ့အတွက်ကြောင့်မို့အသက်ရှူလမ်းကြောင်းဆန်ရယောဂါတွေကိုလည်းတတိပြုထားဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအဲ့ငလင်ဘေးနဲ့ငလင်တန်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲကျွန်တော်တို့ယောဂါရှင်နေပေါ့နော်ဟုတ် ဖြစ်လာနိုင်တယ်အဲ့ဒီယောဂအချင်းတွေကတော့ကျွန်တော်တို့အောက်မကြီးအောက်ပါကျမ်းမာကြီးပြဿနာတွေကြုံတွေ့ရနိုင်တယ်ပေါ့နော်ခင်ဗျာဟုတ်ဟုတ်ကဲ့အနာပိုးဝင်ခြင်းပေါ့နော်အဲ့ဒါကိုမကုသနိုင်ရင်တော့ကျွန်တော်အသက်ဆုံးရှုံးခြင်းခံရပါတယ်ခင်ဗျာဟုတ်ကဲ့ငလင်တန်ကြောင့်ထိခိုက်တန်ရရသူများနဲ့ဒီနောက်ဆက်တွဲယောဂပိုးဝင်ခြင်းများကိုခယူပြုရမယ်ပေါ့နော်ကျမရေစောက်ရှောက်မှုမရခြင်းအငြိအကျင်းများစွန့်ပစ်ပစ္စည်းများယောဂပိုးဝင်နေသောရေများနောက်ပြီးတော့အမုံမွားတို့နဲ့ထိတွေ့ရခြင်းကြောင့်အနာပိုးဝင်နိုင်ပါတယ်တဲ့အဲ့အနာပိုးဝင်ခြင်းမှာအနာမကျက်ခြင်း ီသွေးစိတ်တက်ခြင်းပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ပြီးတော့ခြေလက်များဖြတ်တောက်ခံရခြင်းတို့ထိတော့ဖြစ်နိုင်ပါတယ်နောက်ပြီးတော့အနာပိုးဝင်ခြင်းတို့မှာလည်းဒီမီးခိုင်ပိုးဆိုတာလည်းဝင်နိုင်ပါတယ်ခင်ဗျာဟုတ်အဲ့လိုမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်နောက်ပြီးတော့ထိခိုက်ဒဏ်ရာရသူတွေအနေနဲ့မီးခိုင်ကာကွယ်ဈေးကိုလည်းကျွန်တော်တို့တင့်လျော်သူတင့်လျော်တယ်လို့ပေါ့နော်အဲ့ပိုးသက်ဈေးတွေပါတယ်ကျွန်တော်ကုသခြင်းများလိုအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ဟိုဒီငလင်တန်ကြောင့်ဒီယောဂပိုးဝင်တာလည်းမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းအဲထိနိုင်တယ်ပေါ့နော်ဒီစိတ်ကျမ်းမာရေးတချို့ကကြောက်လို့လည်းသူမိသားစုသူဆုံးရှုံးသွားတဲ့သူတွေရဲ့စိတ်ကျမ်းမာရေးအခြေအနေတွေနော်ခံစားရတဲ့အခြေအနေကြောင့်ဟိုတွေ့ကြုံခံစားနေရတဲ့သူတွေကသူတို့စိုးရိမ်ပူပန်မှုတွေနော်စိတ်ခံစားမှုအတက်အကျဖြစ်တဲ့ဟာတွေခံစားရနိုင်ပြီးတော့ဒီနောက်ဆက်တွဲအနေနဲ့စိတ်ကျယောဂတွေပေါ့နော်ဟိုပြင်းထန်စိတ်ပြည့်စုံမှုနော်အကြံတင့်တဲ့ယောဂတွေ ဟိုခံစားရနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရပိုင်နယ်မှုတွေလည်းဆုံးရှုံးသွားနေတဲ့နေရာလည်းမရှိမိသားစုတွေဆုံးရှုံးသွားတဲ့အဲအချိန်မှာဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးစိတ်ကျမ်းမာတဲ့ရေးဆိုင်ရနော်ဝေဒနာတွေခံစားရနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ကိုစင်မကြီးဟုတ်ကဲ့နောက်ဆက်တွဲကျွန်တော်တို့ကူးဆက်ယောဂတွေလည်းဖြစ်ပွားနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့အင်္ဂလင်တန်ကြောင့်ကျွန်တော်ရေပေးဝင်မှုစနစ်မှာရေပျက်စီးခြင်းများရှိနိုင်နိုင်တယ်နောက်ပြီးတော့တန့်ရှင်းသောရေတောက်မတောက်တောင်းရခြင်းအဲ့ဒါတွေရေပေးဝင်မှုစနစ်ဟို ပျက်စီးတာပေါ့နော်ဟုတ်ကဲ့ဒီဥစနစ်တွေပေါ့ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီရောက်ပိုက်လိုင်းရောရောက်ပိုက်လိုင်းတွေပျက်စီးတဲ့ဟာတွေပေါ့ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ရေပေးမှုဥစနစ်ပျက်စီးခြင်းနောက်ပြီးတော့ရေအရင်းမြစ်များထိခိုက်ခြင်းတို့ကြောင့်လည်းအဲကုဆက်ယောဂပိုများဖြစ်ပွားနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ရေမတဆင်ကုဆက်နိုင်တော့ကာလဝမ်းယောဂပေါ့နော်အသေးရောင်အသောအသေးရောင်အသောဝါအေးကဲ့သို့သောယောဂမျိုးပိုများကိုတတိထားနိုင်ဒီရသင့်ပါတယ်ပေါ့နော်နောက်ပြီးတော့နေထိုင်ရာနေစရာမလုံလောက်ခြင်း ်ဒီငလင်ကြောင့်ကျွန်တော်တို့ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့်ねလူနေမှုထူတက်ကလေမတဆင်ကူးဆက်နိုင်တော့ယောဂပိုးမီလဲရှိလာနိုင်တယ်အဲ့ဒါတော့ဗာလဲဆိုဒီအသက်ရှူလမ်းကြောင်းပိတ်ခြင်းနောက်ကိုဗစ် -19 လိုမျိုးပေါ့နော်တုတ်ဝေးယောဂတွေဖြစ်ပွားလိုက်နေခြင်းနောက်ကူးဆက်ယောဂကာလဝမ်းယောဂတွေပေါ့နော်အဲ့ဒါတွေလဲကျွန်တော်တို့စောက်ကြည့်ပြီးတော့တည်င်းပေးပို့ခြင်းများ အနီဝိုင်းရောက်ကကာကွယ်ဈေးများဖြစ်နေကျွန်တော်တို့ထိရောက်စွာကြော့ကြစီမဲ့လှုပ်ဆောင်မှုတွေကျွန်တော်တို့လုပ်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါအိုဒါကကျွန်တော်တို့ဒီကြားထဲမှာကျွန်တော်ပြောချင်တာဟိုခုနိုင်ငံပေါ့နော်အုပ်ချုပ်တဲ့သူမကောင်းတဲ့အတွက်ကြောင့်မို့လဲဒီပြည်သူတွေနေဖို့ထိုင်ဖို့အခုလိုခက်ခဲနေတဲ့အချိန်မှာပေါ့နော်နေဖို့ထိုင်ဖို့လည်းခက်ခဲတဲ့စားဖို့ဝေးစားဖို့နေလည်းခက်ခဲနေတဲ့အချိန်မှာခုတန်းကိုငလင်းတန်းကိုထက်ခံရတော့ပို့ပြီးတော့ဒုက္ခတွေရောက်သွားကြတယ်နေတရားနေရာတွေပျောက်သွားကြတယ်စားဖို့အတွက်အဆင်မပြေဖြစ်လာတယ်ပေါ့နော်အခုကျွန်တော်အင်းနီးနာချင်းနိုင်ငံမှာတောင်ဆိုရင်ကျွန်တော်တို့ဒီထိုင်းမှာဆိုရင်တော့မှဟိုသူတို့ပန်းကြံနေမှာ ိုတေချာတဲလေးတွေစောက်ပေးတယ်နေဖို့ထိုင်ဖို့အစာအသောက်နော်နောက်ဆုံးအိမ်သာသွားဖို့ကအစသူတို့ယောဂကာပွဲလို့ toilet ကားတွေကိုတေချာဟိုစနစ်တကျယောဂတွေမဖြစ်အောင်ထားပေးနေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံအာငါဒီနိုင်ငံရဲ့အခြေအနေကြောင့်ဘောနော်ဒီစစ်ဆိုးရအုပ်ချုပ်နေလို့ဒါဒီလိုတွေခံစားနေရတာကိုဟိုပြည်သူလူထုကဟိုသိပြီးသားလည်းဖြစ်ပါတယ်အကြအခုချိန်ဒီစစ်ဆိုးရကိုထောက်ခံနေတဲ့သူတွေကိုလည်းကျွန်တော်ဒါတွေမမြင်ဘူးလားလို့ထပ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါ ိုကိုစိမရအခုနေရာရွှေ့ပြောင်းကြီးနေထိုင်ရခြင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အေးငလင်ရောက်ကျွန်တော်နေရင်ဆောက်အောင်လေပြိုကျပျက်စီးသွားတဲ့အတွက်ယာယီနေရာဒီပေါ့နော်နေထိုင်ရတဲ့သူတွေအနေနဲ့ဒီမတန့်ရှင်းတဲ့ယောဂဘိုးတွေနဲ့ထိတွေ့ရတဲ့ရင်တွေအမုံတွေနော်မုံမွားတွေဓာတုပစ္စည်းနဲ့ထိတွေ့နိုင်ပြီးတော့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်နော်နေရာရွှေ့ပြောင်းနေထိုင်စဉ်အတွင်းမှာနေထိုင်မှုပုံစံပြောင်းလဲမှုတွေဥပမာအစားအသောက်ပုံစံအစားအသောက်ပုံစံဖြစ်သလိုစားရတော့ဖြစ်သလိုနေရတော့နော်အိပ်ဆက်ခြင်းပုံစံ နော်အင်းဆက်ချင်းကလည်းဖြစ်တယ်လို့နေရတော့မှချင်းကိုက်မယ်ဆေးလေးနဲ့အရက်တွေလည်းပုံပုံတောက်တော့လာဟုတ်ဆိုစိတ်တွေကညစ်လာပြီဆိုတော့လေဟိုဖြစ်တယ်လို့မှချင်းကိုက်လို့ဆေးလေးတောက်တဲ့သူကပုံပြီးတော့ပုံပြီးတော့တောက်လာမယ်နော်အရက်တောက်တဲ့သူကလည်းပုံပြီးတော့ဟိုညစ်လို့တောက်တာတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့အတွက်လည်းဒီဟာကိုဟိုတိထားသိမ့်ဖို့ကျွန်တော်တို့ကပြောချင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်အဲ့ဒီမှာတစ်ဆက်ထဲမှာကျွန်တော်နာတာရှိယောဂဝေဒနာရှိများအတွက်ကျွန်တော်တို့ပုံပြီးတော့ကြည့်ရောက်နိုင်တဲ့ယောဂတွေခံစားမှုတွေ မြင့်တက်လာနိုင်တယ်ဗောလို့เนาะအဲ့ဒါလေးပဲကျွန်တော်ဆက်ပြောပြမယ်ဖြစ်ပါတယ်ကျွန်တော်တို့သွေးတိုးယောဂစီးကျို့ယောဂနှလုံးယောဂခုတ်ကံကျဆင်းမှုယောဂနောက်ပြီးတော့ကျွန်တော် TV ယောဂစရှိတယ်နာတာရှိယောဂဝေဒနာရှင်များခံစားနေရသူများဒီလေဒီငလင်တန်ကြောင့်နောက်ဆက်တွဲယောဂဝေဒနာတွေများကိုစူးကျူးများသူတို့လည်းချက်ပြီးတော့ခံစားနေရမှာဗောနော်ဟုတ်ကဲ့ပါပုံမှန်ရယူနေတော့ဒီကျမ်းမာရေးစောက်ရှောက်မှုမရခြင်းကျမကြီးစောက်ရှောက်မှုပေးတဲ့နေရာကြီးထိခိုက်ပျက်စီးခြင်းတို့ကြောင့်လည်းစေဝါပြက်လက်မှုများကြုံတွေ့ရနိုင်ပါတယ်။နောက်ပြီးတော့ဒီလေ လိလမှု အာရပေါ့နော်ငလင်တန်ကြောင့်ခံစားနေရတဲ့ဒိတာများမှာဒီစီးကျူယောဂဖြစ်ပွားမှုနှုန်းပုံပြီးတော့မြင့်တက်လာတယ်လို့ကျွန်တော်သိရတာဥမာယောဂဖြစ်နေတဲ့သူတချို့ဆိုဆေးဆေးဝါးတွေပေါ့နော်တို့အများနဲ့တောက်နေရတဲ့ဆေးတွေရှိတယ်။အများနဲ့တို့ယောဂသမားဆိုလည်းအများနဲ့တောက်နေရတဲ့ဆေးတွေရှိတယ်။အဲ့ဒီဆေးတွေကိုလုံလုံလောက်လောက်မရတော့တဲ့ခါတွေဝယ်လို့မရတဲ့အချိန်တွေဖြစ်လာတဲ့အတွက်ပို့ပြီးတော့ဟိုဒုက္ခရောက်လာကြတာပေါ့နော်။ဟောဒါတွေမဲလားမဟုတ်ဘူးကိုစိတ်မဲ။ကျွန်တော်တို့လူတွေပဲမဟုတ်ဘူး။ဒါတိရစ္ဆာန်တွေမှာလည်းပို့ပြီးတော့ဟိုဂယူးဆိုက်ရမယ့်အချက်တွေ ရှိတယ်ပေါ့နော်တတိဆန်တွေကြောင့်ကျွန်တော်တို့ယောဂတဆင့်ပြန်ပြီးတော့ကူးလာနိုင်တဲ့အချက်လက်တွေကိုလည်းကျွန်တော်တတိထားမယ့်ဟာတွေရှိပါတယ်နော်ဒီငလင်ကြောင့်ကြွဲတွေနွားတွေစတဲ့ဒီလုပ်ငန်းသုံးတတိဆန်တွေဝင်းမြူတတိဆန်တွေကပေါ့နော်ထိခိုက်သေးဆုံးရတဲ့အချိန်မှဒီကုသမှုတွေမလုံလောက်ဘူးပေါ့နော်ဟိုတတိဆန်တွေမှာတဆင့်ကူးဆက်တဲ့ယောဂတွေလည်းဖြစ်ပွားနိုင်ချေပိုများလာတယ်ပေါ့နော်ဒီ site ပြိုးမြေတယ်လည်းထိခိုက်ပျက်စီးတဲ့အပြင်ရေရင်းမြစ်တွေလည်းမတန့်ရှင်းတဲ့အတွက်ကြောင့်မို့အစားအစာနဲ့ရေရှားပါပြက်လက်တဲ့အနေနဲ့ကြုံတွေ့လက်ရှိလက်ကြုံတွေ့နေရတာပေါ့နော်အဲ့ဒီအချိန်မှာတဆိပ်ပေါ့နော်ထိုမှာတဆိပ်အစာနဲ့ရေတို့မှာတဆိပ် ဖြစ်ပွားတတ်တဲ့ယောဂါတွေဖြစ်ပွားနိုင်ကြတယ်လေမြင်မှလာနိုင်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့သတိထားစီချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါလားအဲ့ဒါတွေမကတယ်ကျွန်တော်တို့ဒီကိုဝင်ဆောင်မိခင်ကြီးလည်းဒီငလင်တန်ကြောင့်ကျွန်တော်နောက်ဆက်တွဲပြဿနာလေးတွေလည်းရှိတာပါနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲငလင်တန်သိမိတဲ့နောက်ပိုင်းမှာကိုဝင်ဆောင်စောက်ရှောက်မှုများပါတော့တတိတာနီလန်းများလုံလောက်စွာမရရှိခြင်းကြောင့်အဲအစီအစဉ်မရှိတော့ကိုဝင်ဆောင်များ မြင့်တက်လာတာပေါ့နော်နောက်ပြီးတော့ဒီကိုအလေးချိန်မပြည့်တော့ခလေးမွေးဖွားနှုံးလဲမြင့်တက်လာနိုင်ရင်နောက်ပြီးတော့အသေးမွေးဖွားနှုံးလဲမြင့်တက်လာနိုင်တယ်ကြုံတွေ့ရပါတယ်မိခင်ကဟိုလုံလောက်တဲ့အာဟာရမပြည့်တဲ့အတွက်ကြောင့်မို့ဒီဘယ်ထဲမှာရှိတဲ့ဒီကိုယ်ကောင်ကလေးတွေလဲဒါဟိုအာဟာရမရတဲ့အတွက်ဒီလိုမျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့ကြောင့်ကိုစင်မပြောသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါမလင်လောက်ခတ်ပြီးတဲ့နောက်မှာဒီအဖြစ်များတတ်တဲ့ကုသရောဂါတွေကိုကျွန်တော်ပြောပြခြင်းပါတယ်ဒီမတန့်ရှင်းမှုကြောင့်ဖြစ်ပွားတာကတော့လက်ရှိဟိုကာလဝန်ရောဂါပေါ့နော်ဝန်ပြက်ဝန် ုံးရှော်ယောဂါတွေဖြစ်လာနိုင်ပါတယ်ဒီဒီကနေငလင်ပြိုကျတဲ့အတွက်မို့ပုံဒီဟိုပုံတွေထွက်ပြီးတော့ဗောနော်ဒီလေတုညံ့ညံ့မှုတွေဖြစ်လာတဲ့အတွက်ကြောင့်မို့အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့အဆုပ်ရောင်ကူးဆက်ယောဂါတွေလည်းဖြစ်လာနိုင်ပါတယ်ဗောနော်ဒီအင်းဆက်ပိုးမွားတွေကြောင့်လည်းဖြစ်ပွားတဲ့ဟိုငှက်ဖျားနဲ့ဒီအခြားကူးဆက်ယောဂါတွေလည်းဖြစ်လာနိုင်ပါတယ်ဒါမိခိုင်ပိုးဝင်တဲ့အနာကိုဒါဟိုဈေးမထဲနိုင်တာလည်းမြို့မိခိုင်ကွယ်ဈေးမထိုးနိုင်တာတို့ကြောင့်မိခိုင်ပိုးဝင်နိုင်တဲ့ အရာတွေလည်းဖြစ်နိုင်ပါတယ်ပြီးတော့ဝက်သက်ယောဂလည်းဖြစ်လာနိုင်ပါတယ်ပြီးတော့အရေပြားကူးဆက်တဲ့ယောဂဒါရေပုံမှန်မချိုးရတဲ့အတွက်ကြောင့်ပေါ့နော်ဒါယန္တာတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုအရေပြားကူးဆက်ယောဂကိုလည်းသတိထားဖို့လိုပါတယ်ပြီးတော့အသေးအောင်အတဝအသေးအောင်အတဝဆိုတာဒါရေမတန့်ရှင်လည်းဖြစ်တဲ့အရာတွေရှိတယ်နော် A နဲ့ E ပေါ့နော်အသေးအောင်အတဝမှာမျိုးမျိုးရှိတယ်ဆိုတော့ A နဲ့ E ကိုလည်းဂယူဆိုင်ဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုစင်မကြီးဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့ကျမ်းမာရေးတွေအဖက်ဘက်ကပျိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကျမ်းမာရေးစနစ်တွေလည်းအခုချိန်မှာပျိုလဲနေတယ်ခင်ဗျဟုတ်ကျွန်တော်ဒီငလင်တန်းပြင်းအမြင့်နဲ့ အရန်ပြင်းနေပေါ့နော်ငလင်တန်ကြောင့်ကျွန်တော်ကျမကြီးစောက်ရှောက်မှုပြီးတော့စေုံစေကမ်းများကထိခိုက်ပျက်စီးခြင်းကျမကြီးအလौဒမများဒီငလင်တန်ကြောင့်ခံစားရခြင်းပေါ့နော်ပြီးတော့လမ်းပန်းပို့ဆောင်ရေးတွေပြတ်တောက်ခြင်းရှိတယ်နောက်ပြီးတော့အခြားအထောက်ပံ့အကူအညီတွေလည်းကျွန်တော်တို့မရရှိဘဲနဲ့ထိခိုက်နစ်နာတွေလည်းရှိတယ်နောက်ပြီးတော့လူနာအမြောက်များကိုဒီကျွန်တော်ကြီးစုကုသခြင်းမှာအဲ့ဒီမှာလည်းကျွန်တော်တို့ဒီဟာဒီကြံ့ကြာမှုတွေပါတယ်ရှိပါတယ်ဟုတ်နောက်ပြီးတော့ကျမကြီးစနစ်ကိုထိခိုက်ပျို့လဲစေနိုင်တဲ့မြန်မာနိုင်ငံတွင်းပေါ့နော်စစ်အာဏာသိမ်းမှုကြောင့်ကျွန်တော်ရိုင်းရင်းရိုင်းနေတဲ့ ဒီကျမ်းမာရေးစနစ်ဟုတ်ကဲ့ရေးရတယ်အားနည်းနေတော့ကျမ်းမာရေးစနစ်ကလည်းဒီငလျင်တန်ရောက်ပုံမူပြီးတော့ထိခိုက်ပျက်စီးနေရတယ်နောက်ပြီးတကြီးရွယ်ဦးများကိုဝင်ဆောင်မိခင်များနဲ့ဒီကလေးတငယ်များနာတာရှိယောဂများအဲ့ဒီဒီအများအားလုံးကတော့အများဆုံးထိခိုက်ခံစားနေရတာဒီတွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဘယ်လိုကျမ်းမာရေးစနစ်ပြုတ်လဲလို့ပေါ့နော်ဟုတ်အဲ့ဒီဒီကြားထဲမှာကျွန်တော်ဒီအစားအစာတွေနဲ့ပဲဘေးကင်းရပါတော့အစားအစာဘေးကင်းရတယ်အဓိကတော့ချက်၅ချက် ဟိုကျွန်တော်ပြောချင်ပါတယ်ခုနကကျွန်တော်ပြောသလိုပါတကယ်မြေပြင်မှာလုံးလုံးနေတဲ့သူတွေကျွန်တော်တို့ကဟိုဇာလောက်တာလည်းမဟုတ်ဘူးလို့သူတို့လည်းတကယ်သူတို့လည်းပညာအရှင်နေပါတကယ်ကယ်ဆယ်နေတဲ့သူတွေကဒီဟာကိုကျွန်တော်တို့ online ပေါ်မှာတိထားတဲ့အတွက်ကြောင့်မို့တိထားရင်ဘုကောင်းတယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့ကဒါဝေမျှခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါတိကျမရေးကိုအထူးပြုဆိုင်ရမယ်ပေါ့နော်ဒီအစားအစာတွေမပြင်ဆင်တဲ့ အချိန်မှာမပြင်ဆင်နဲ့မပြင်ဆင်ခင်ပေါ့နော်မပြင်ဆင်နေတဲ့အချိန်နဲ့ဒီအင်တာအသုံးပြုပြီးတိုင်းလက်တွေကိုသေးချဆေးရမယ်ပေါ့နော်ဒါဒီမိဖို့ကြောင့်နဲ့မိဖို့ကြောင့်အသုံးပစ္စည်းတွေကိုတန့်ရှင်းစွာထားရှိရမယ်ပေါ့နော်ပြီးတော့ဒီချားစီခွဲထားပါတဲ့ဒီချားစီခွဲထားပါဆိုတာဒီအသားစိမ်း၅စိမ်းနေနော်ချက်ပြုတ်ပြီးတော့အစားအစာနဲ့ရောမထားပါနဲ့တဲ့နော်ပြီးတော့ဒီချားစီပြင်ဆင်တိဖြတ်ပါတဲ့နော်တီချားစီထုတ်ပိုးသိမ်းစေပါဥမာဟိုအသားငါးတွေမှာဆိုလို့ရှိရင်ခုနကျွန်တော်တို့ပြောသလိုဒီယောဂပိုးတွေလည်းရှိတဲ့အတွက်ကြောင့်ဒီအသီးရွက်ကကြတော့ကျွန်တော်တို့ဟိုမြင်မြန်ကြော်ပြီးမြင်မြန်ဖြစ်တော့ audience ချက်ပြုတ်ရတာဖြစ်တဲ့အတွက်ဒီယောဂဘိုးကဟိုဝင်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ခွဲခြားပြီးတော့တီးခြားစီထားစီချင်တဲ့သဘောမျိုးပါပြီးတော့ချက်အောင်ချက်ပြုတ်ပါတဲ့ချက်အောင်ချက်ပြုတ်ပါဆိုတော့အစားအစာတွေ90ဒီဂရီစင်တီဂရိတ်ကချက်အောင်တီးခြားစွာချက်ပြုတ်ရမယ်ပေါ့နော်တီးခြားစွာပြန်နှွေးပြီးမှစားသုံးရမယ်ပေါ့ဥမာကျွန်တော်တို့90ဒီဂရီဆိုတာမင်းတို့ဘလို့မျိုးတိုင်ရမှာလဲပါမဟုတ်ပါဘူးခါတိုင်းပုံမှန်ချက်နေတာနဲ့စားလို့ရှိရင်ပို့ပြီးတော့ချက်စီချင်တဲ့အဲသဘောပါနော်ပို့ပြီးတော့ဟိုတတ်မှတ်အပူချိန်မှာထားရှိပါတဲ့နော်ချက်ပြုတ်မှုတဲ့အစားအစာတွေကိုဒီအခန်းအပူချိန်နဲ့နှစ်နိုင် ်ဒီထက်ပုံမထားရပါတဲ့နော်ဟုတ်ပါဘူးအခန်းအပူချိန်မှာအခန်းပူချိန်တဲမှာပေါ့ကျွန်တော်ဒီရန်လက်ပူပြင်းနဲ့ရာသီဥတုရောက်လာပြီဆိုတော့အခန်းအပူချိန်ထဲမှာနှစ်နိုင်ထက်ပုံပြီးထားလို့မရပါဘူးပေါ့နော်အပူချိန်9ဒီဂရီစင်တီဂရိတ်နဲ့ဒီ60ဒီဂရီစင်ဒီဂရိတ်ကြားမှာဒီအစားအစာတွေဟိုယောဂပိုးမွားတွေလင်းမြန်စွာပေါက်ခွားနိုင်တဲ့အတွက်ကြောင့်မဟုတ်ဘူးလို့ပြောကြခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါပြီးတော့ဘေးကင်းနဲ့ရေတဲ့အစားကုန်ရမ်းတွေကိုအသုံးပြရမယ်တဲ့เนาะချက်ပြုတ်ရချက်ပြုတ်တဲ့နေရာမှာပေါ့เนาะတန့်ရှင်းတဲ့ရေနဲ့လက်ဆက်တဲ့အသားစိမ်း၅စိမ်းတွေဟိုလာ အသုံးပြုစေလိုပါတယ်တဲ့နော်ဒီသီးဝလံနေဟင်းသီးရက်တွေကိုလည်းအခွန်ခွာပြီးတော့တေးချရေနဲ့ဆေးကြောရပါမယ်ဒီတက်တန်းလွန်အစားအစာများကိုမစားသုံးရပါဘူးတကယ်တမ်းကျွန်တော်ဒီလိုသာပြောနေရကိုယ်စီမှာတကယ်ဖြစ်နေတဲ့နေရာတွေမှာနော်ရေမလုံလောက်တာလို့စားတော့မလုံလောက်တာတို့နော်ဖြစ်တယ်လို့စားတော့နေရတဲ့အဲအနေထားမှာကြတော့လေကျွန်တော်ဒါလေးတွေကပြောရခက်တာပေါ့အဓိကပြောရမယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်မကောင်းလို့တိုင်းပြည်အုပ်ချုပ်တဲ့သူမကောင်းလို့ပဲကျွန်တော်တို့က ဟိုပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုစင်မအိကသူတို့ကြီးကလည်းဒီချက်ပြုတ်စားတော့ဖို့အတွက်မီးချင်းဘာညာအဲ့ဒါလည်းကြီးကြီးလိုတယ်လေအဲ့ဒါဒီလည်းမလုံလောက်တော့ကျွန်တော်တို့ဒီကဲကုညီကဲစေရေးသမားတွေကနေပြီးတော့ဒီဝေးရဲ့ထမင်းလေးတွေပဲသူတို့စားနေကြတာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုတော့လည်းဒီလိုကျွန်တော်တို့ပြည်သူတွေဒီလိုပဲဖြစ်လို့ပဲစားနေကြတာပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဒီစိတ်မကောင်းလည်းဖြစ်ရပါတယ် ဟုတ်ကဲ့အမြန်ဆုံးလည်းမြန်မြန်ပြီးွားပါသည်လို့ပဲကျွန်တော်ဆုတောင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ကျွန်တော်တို့ဒီတစ်ဆက်ထဲမှာပဲကျွန်တော်ဒီငလျင်တန်ကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြည်ကြီးတအားတုံ့လောက်တယ်ဗျာတုံ့လောက်တဲ့ချိန်မှာကျွန်တော်တို့မြည်ကြီးထဲမှာအောင်းနေတဲ့တတဝါတွေဟုတ်အဲ့ရတွေအပြင်ထွက်လာနိုင်တယ်အဲ့ရတွေကပါလဲဆိုတော့ကျွန်တော်တို့အစိုးရဆုံးကအကောင်ရှိဟိုမွေပေါ့နော်မွေပေါ့နော်အဲ့မွေအန်တွေလည်းကျွန်တော်ပြည်သူတွေကဒီစိုးရင်ရပါတယ်ခင်ဗျအဲ့အတွက်လည်းကျွန်တော်တခါတည်းတစ်ဆက်ထဲမှာပဲကျွန်တော်တို့ ဆောင်ရံဆောင်ရံလေးတွေကျွန်တော်ဆက်ပြောပြသွားပါမယ်ခင်ဗျာဟုတ်ကဲ့ပါဒီသွားလာတဲ့နေရာမှာကျွန်တော်ရှူဖနက်သုံးမဟုတ်ဘောဖနက်ကိုစီးပြီးတော့သွားပါခြေလန်းတိုင်းကိုကျွန်တော်တတိထားပြီးတော့ဒုတ်တစ်ချောင်းပိုင်ဆောင်ပြီးတော့ကျွန်တော်သွားစီခြင်းပါတယ်နောက်တစ်ခုကကျတော့ညအချိန်မတော်သွားရဲ့လမ်းမပေါ့နော်ဘယ်လိုပဲသွားသွားသွားမယ်ဆိုလို့ရှိရင်တမီလေးအသုံးပြုပြီးတော့ရင်ထင်းထင်းလင်းလင်းသွားကြပါလို့ကျွန်တော်တို့အကြံပေးလိုပါတယ်နောက်တစ်ခုကအဲ့နေရာမှာဒီမွေဝင်နိုင်တဲ့အပေါက်တွေရှိရင်လည်းအဲ့ဒီအပေါက်တွေကိုကျွန်တော်လုံသွားပိတ်ထားပေးပါတယ်ဟုတ်လားပိတ်ထားပါဘောနော်အဲ့ဆုပ်ပိတ်ထားတော့ရိုက်ပိတ်ထားတော့နော်အဲ့လိုမျိုးလေးပိတ်ထားပေးပါ ောက်ပြီးတော့အစားအစာနဲ့ရေကိုလည်းအလုံးပိတ်ပြီးတော့နော်ဘူးမှာပဲဖြစ်ဖြစ်ဘာနဲ့ဖြစ်ဖြစ်ခွက်နဲ့ပဲဖြစ်ဖြစ်အိုးနဲ့ပဲဖြစ်ဖြစ်အလုံးပိတ်ပြီးတော့ဒီမွေးမြူရေးတလိမ့်ဆန်များကိုလည်းအိမ်အပြင်မှာထားရှိပါအိမ်ထဲမှာမထားပါနဲ့ဘယ်လိုဒီတလိမ့်ဆန်တွေရှိနေတယ်ဆိုလို့ရှိရင်ဒီမွေးရဒီတလိမ့်ဆန်လာစားရပါညာဆိုတော့အဲ့ဒါမျိုးဆိုကျွန်တော်အိမ်ထဲကိုရောက်လာနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ထင်းပုံတွေပေါ့နော်အထူးကူးစားရမှာကြာထင်းပုံတွေမှာခွေတာများတာဟုတ်အဲ့တော့အဲ့ထင်းပုံတွေကိုလည်းကျွန်တော်အိမ်ထဲဝေးတဲ့နေရာမှာထားပါပါနောက်ထင်းသွားယူရင်လည်းအထူးတတိရှိကြီးနေသွားယူဝေးပြပါ ဟုတ်ကဲ့နောက်တစ်ခုကဒီအိယာပေါ့နော်အိယာကတဲ့ရင်နေပေါ့အဲ့မယ်ဆိုလို့ရှိရင်ကြမ်းပြင်းထက်ကိုကျွန်တော်တို့အမြင့်လေးပြီးတော့အမ၃ပေဖြစ်၂ပေဖြစ်အမြင့်လေးမှာအိပါအဲ့တဲ့နေရာမှာလဲကျွန်တော်ခြောင်လေးတွေချပြီးတော့ခြောင်ထောင်ပြီးတော့အိစေခြင်းပါလေဟုတ်နောက်တစ်ခုကဒီနေအိမ်ပတ်လည်မှာရှိတဲ့ခြုံပုတ်တွေပေါ့နော်ခြုံပုတ်တို့အမိုက်တရိုက်တို့ဒီမွေခုတ်အောင်းနိုင်တဲ့နေရာတွေကျွန်တော်တို့ရှင်းနာလင်းနာမှာဖြစ်ပါလေဟုတ်ကဲ့အဲ့တကယ်လို့အဲ့လိုမျိုးတွေကျွန်တော်တို့ကြုံလာပြီးလို့ဒီတကယ်လို့များမွေကြိုက်ခံရတယ်ပိုထီခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ဟာကိုယ် ကျိတ်ပြီးတော့မကုပဲနဲ့အဲနီးစက်ရာဒီစေးကန်းလေးကိုသွားပြီးတော့အဲစေးဘေးကန်းလေးနဲ့သွားပြီးတော့ကျွန်တော်အမြန်ဆုံးကုသစေချင်ပါလားအဲ့ဒါလေးလည်းကျွန်တော်တို့တင်ပြရခြင်းဖြစ်ပါတယ်ဟုတ်မလားဟုတ်ကဲ့ပါကိုသိမ်းမင်းအခုတော့ကျွန်တော်တို့တိုင်းပြည်ပေါ့နော်ကျွန်တော်ပြည်သူလူထုပြည်သူလူထုတွေဒီစစ်ဘေးတန်ကရောငလင်တန်ကရောထပ်ပြီးတော့ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကိုအခုလက်ရှိတို့အာဏာယူထားတဲ့ဒီအစိုးရကိုကျွန်တော်တခုတော့ပြောချင်တယ်ဗျာနော်ဟိုဘိုးချုပ်မူကြီးမင်းအောင်လာကြီးဟိုခင်ဗျားမှမဟုတ်ပါဘူးနော်ခင်ဗျားမှလည်းမိသားစုတွေရှိပါတယ်ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ပါ ဒီအချိန်မှာကျွန်တော်တို့ဒီမိုကရေစီရထားတဲ့ကျွန်တော်တို့ဒီမိုကရေစီအစိုးရအုပ်ချုပ်နေတယ်ဆိုလဲဒီလိုမလုပ်ပေးရင်ကျွန်တော်တို့ကပြောမှာပဲအခုကျွန်တော်ပြောနေတာခင်ဗျားတို့လည်းမိသားစုရှိတဲ့လူတွေကလူတွေကိုဒီလိုတွေဒီလိုယောဂတွေခံစားနေရတဲ့အချိန်ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာမှခင်ဗျားတို့မကယ်ဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့ဒါလူမဆန်တဲ့လုံရက်ကခင်ဗျားတို့ပို့ပြီးတော့ပေါ်လွင်သွားတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကိုဒီတက်နိုင်တဲ့လောက်ကိုကျွန်တော်ခင်ဗျားတို့အာနာရှိနေတဲ့အတွက်အာနာယူထားတဲ့အတွက်ကျွန်တော်ကကုညီပေးဖို့ပြောရင်းနဲ့ဒီတစ်ပတ်ကျွန်တော်တို့ပြည်သူစီကပန်ကြားလို့အစီအစဉ်ကို ဒီမှာလည်းဒီကုန်းချုပ်ခွေပေးပါမြန်မာပြည်လည်းအများဆုံးပြန်လဲကျမ်းမာပါသေးလို့ဆူတောင်းရင်ဒီကုန်းချုပ်ပြရတယ်ခင်ဗျာဟုတ်ပါပါခင်ဗျာအာ